South Blue မှာတူမီတဘုံတွေထကြွတောင်းကျနေကြတာကြောင့်စကန်အောင်တက်ကူလွတ်ပေးဖို့ Ivan Kov စီမှာတက်ကူလန်တောင်းနေကြပါလေ။ဒါပေမဲ့ Ivan Go က Goal Timer ကနေဒဏ်ရလာသူတွေခေါ်လာတာကြောင့်တက်ကူမရနိုင်ဘူးလို့ပြောနေခဲ့ပြီးတော့အချင်းကူမားကဂျင်းနီကိုဖမ်းသွားဆွဲသတင်းကိုသိနေရကြောင်သူလိုက်သွားမယ်လို့ပြောလိုက်ပါလေ။ကူမားမျက်လုံးတွေကဒေါသတွေမှုန်နေစွာသိတာနေပြီးတော့လက်လွတ်စပယ်တိုက်ခိုက်မှာဆိုတာကြောင့် Ivan Kov ကတားဖို့လုပ်ပေမဲ့အချိန်မမီတော့ပဲ David Bruce ကနဲ့ကူမားဂျွန်းစီယာကိုတယ်လီပေါ်သွားခဲ့ပါလေ။ အချင်းစီလက်စတီရဲ့ Dragon Tat တွေကဒေါ်လိုင်းသဘုံတွေကိုတိုက်ခိုက်နေပြီးတော့ကူမာရောက်လာကအားလုံးကိုတကောပြီးတကောင်ရှင်းပြနေခဲ့ပါတယ်။စီလက်စတီရဲ့ဘုံမှုတယောက်ကဂျင်းနီယိုမိန်းမဖြစ်ဒေါ်ကောက်လောက်ကဖမ်းသွားတာဖြစ်ပြီးတော့ဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့ကူမာကဥဆာရှော့ကိုတုံးပြီးတော့တမျိုးလုံးကတက်တွေကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။ဒါကြောင့်ဒေါ်လိုင်းသဘုံတွေကပျော်သွားကြပြီးကူမာတော့ဂျင်းနီကိုမမှီတော့တဲ့ပြင်ဒေါ်သားလျောက်စွမ်းအားတွေတုံးခဲ့မိတာကြောင့်တင်းမောင်းနဲ့ပြန်တော့မယ်လို့ Dragon ကိုဆက်သွဲအကြောင်းကြားလိုက်ပါတယ်။အဲလိုနဲ့ဂျင်းနီလည်းစီလက်စတီရဲ့ Dragon ရဲ့မိန်းမဖြစ်နဲ့နှစ်နှစ်တိတိကြာလာခဲ့ပြီးတော့ လေတစည်းပေါ်မှာထွက်ပြေးလာတဲ့ဂျင်းဒီကဘုံဒီလေးကိုပိုက်ကပါလာခဲ့ပါတယ်။ကူမဂျင်းဒီမရှိတာကြောင့်နာချင်းခံစားနေရပြီးတော့အီဗန်ကော့ကဝမ်တာအားရောက်လာကဂျင်းဒီဆက်သွေးလာလို့ပြောပြလာပါတယ်။ဂျင်းဒီကယောဂါတစ်ခုရပြီးတော့နေမကောင်းဖြစ်သွားကြောင်းဆီလက်စီယာဒရာဂွန်ကမလို့အတော့ဘလို့ပြောကဆုံးပြလိုက်တာပဲဖြစ်ပါတယ်။ကူမနေမကောင်းစွာဘာပြောတာလဲလို့မေးလိုက်ပေမဲ့ဂျင်းဒီကဒါနှုတ်ဆက်စကားပြောတာပါလို့ပြောလာခဲ့ပါတယ်။သူမယောဂါကြောင့်တရားတော်မှလို့ပြောပြီးတော့ကူမခင်ဗျာမကန်စားနိုင်တော့လို့ဂျင်းဒီကိုချက်ချင်းလိုက်ရှာမယ်လို့ဆုံးဖြတ်ကအပြင်ကိုပြေးထွက်လာခဲ့ပါတယ်။ ဂျေနီယာအီဗန်ကော့ဖ်နဲ့ဒရာဂွန်ကိုကူမားကိုစောင့်ရှောက်ပေးဖို့ပြောနေပြီးတော့ကူမားကိုအမြဲတမ်းရမ်းချစ်တယ်လို့ပြောကအသက်ထွက်သွားခဲ့ပါတော့တယ်။ကူမားဂျင်းနီရှိနေလောက်မဲ့ဖျားချောင်းကိုရောက်လာခဲ့ပါတယ်။သူမတွေ့တော့သူမရဲ့ခန္ဓာကိုယ်ကသဘာဝရဲ့အလင်းအောင်နဲ့ထိတွေ့ထားလို့အသားကမာကျိုးပြီးတော့တည်ဆုံသွားတာဖြစ်ကပြောအောင်ထားမှမလို့ငါ့ကိုလက်ထပ်ပါလက်ထပ်ကြအောင်ကူမားငါအနေနဲ့အမြဲတမ်းတူတူရှိနေမယ်ဆိုရဲဂျင်းနီရဲ့စကားတွေကိုကြားအောင်ငါငိုမိပါတော့တယ်။သူရဲ့ငိုတန်းကိုကြားတော့ဂျင်းနီရဲ့ဆီလက်ရှယ်ဒရာဂန်နဲ့ရတဲ့သမီးလေးဘုံဒီကပါအောင်ငိုပြီးတော့ဂျင်းနီက ူမမရှိတော့ရင်သမီးလေးဒုက္ခအောင်မှာဆိုတာကြောင့်တေကန်ဒီချိန်မှာဘင်းလံပြုံပြပြီးတော့ဒီဒီရောက်လာခဲ့တယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဒါနဲ့ကူမလည်းဘုံဒီလေးကိုစောင့်ရှောက်ပေးပါမယ်လို့ဂရီပေးပြီးတော့ဂျင်းနီယိုကတော့ဖះเจ้าနာအတင်းတိုင်းမှာပဲမြေမြုပ်ပေးထားခဲ့ပါတယ်။ကူမရဲ့လူကောင်ကူမရဲ့အားနဲ့ကကလေးတောင်နိုဘူးတိုက်ဖို့တောင်ခက်ခဲတာကြောင့်အိုကြီးအိုမအဖွားတွေစီကနေပညာယူနေရပါတယ်။ဘုံဒီကိုနိုဘူးတိုက်တာလဲလဲပင်းညက်တတ်သူဖြစ်နေလို့အဖွားတွေကစူနေပြီးတော့ကလေးအရင်သူ့ရဲ့ဘလူးကိုကြီးနဲ့ပြီးပြီမှာဆိုတာကြောင့်လောင်ရည်ထဲကိုထဲသိမ့်ဖို့ပြောနေကြပါတယ်။ နောက်တော့ကူမနိုဘူးနဲ့နိုးတိုက်နိုင်သွားခဲ့ပါလေနိုဘူးအဝါတောင်းတဲ့ဘုံညို့ကြည့်ပြီးတော့အစားဖို့တဲ့ကောင်းပါလေဂျင်းနီယိုသတိရကကူမတယောက်ငိုရပြန်ပါလေဂျိုနဲ့နေနေညညဘုံညို့ပဲကလေးထိန်နေရပြီးတော့ပထမဆုံးဘုံညီလေးပြောလာတဲ့စကားကဖေဖေဆိုပြီးတော့ကူမကိုခေါ်လိုက်တာပဲဖြစ်ပါလေအချိန်တွေကလည်းအမှတ်တရတွေနဲ့တူတစားစားကုံဆုံးလာခဲ့ပြီးတော့ဘုံညီလေးလည်းတဖေးဖေးအရွယ်ရောက်ကူမလည်းတိုက်ပွဲတစ်ခုပြီးတစ်ခုဘုံညီမသိအောင်ဝင်ခဲ့ရကတရက်တော့ကူမဖះเจ้าရဲ့ပရင်းပေါက်တွေတကားပေါက်တွေအားလုံးတစ်သားတွေနဲ့လိုက်ပိတ်နေပါလေ ငယ်ဘော်ကြီးဘက်ကရောက်လာပြီးတော့ဘာရီလုံးနေရလဲလို့ကူးမအောင်မေးတဲ့အခါမှာဘိုနီရဲ့မျက်နှာမှာဂျင်းနီဆုံးသွားတော့ကလို့နေအောင်နဲ့ထရင်ကြောက်ဖြစ်တဲ့ယောဂါဖြစ်နေရကိုတွေးလိုက်ရပါတယ်။ဒါကြောင့်ကူးမဆောင်းဝင်တယောက်ပြီးတောက်ခေါ်ကူးမယ်ပဲဆောင်းကမှမမေရမသိနားမလဲမကူတတ်မစမ်းတတ်ဖြစ်နေရကြအောင်နောက်ဆုံးမှကူးမတော်လိုင်းတက်ကနေထွက်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီးဘိုနီကိုပဲချိန်ထဲမှာစောင့်ရှောက်ပေးဖို့လှုပ်လိုက်ပါတော့တယ်။ဒရာဂွန်ကသူတို့တွေလည်းကဘာနဲ့ရောင်းရင်ရောက်သလိုဘိုနီရဲ့ယောဂါအတွက်ဆေးရှာပေးပါမယ်လို့ဂရီပေးခဲ့ပါတယ်။အဓိကဇလန်းနေလွန်ခဲ့တဲ့9နှစ်ဘိုနီသက် ငါးနှစ်ရွယ်ရောက်တဲ့အခါမှာတော့ဘိုနီကမနိုင်ဆိုင်လေးဖြစ်နေပြီးကလေးတွေကနေအောင်နဲ့ထွက်မရတဲ့ဘိုနီကိုစနေကြပါတယ်အဲခါဘိုနီကိုကူးမအပြေမထွက်ရဘူးနော်သမီးလေးလိုလိုက်ဆုံးမနေပြီးတော့တကားဝါကိုထွက်တာနဲ့နေဖေဖေလန့်လို့ပါလို့ပြောနေရပါတယ်ဘိုနီကလည်းဖေးရဲ့ဝမ်းနေတဲ့မျက်နှာကိုမမြင်ချင်ဘူးလို့ပြောနေပြီးတော့ကူးမကတော့သူသမီးလိမ္မာတုံးလေးကြောင့်ငိုနေခဲ့ပါတယ်ဘိုနီကသူမရဲ့မျက်နှာပေါ်ကကြောက်ကိုလှောင်သွားကြအမောင်ထဲမှာနေနေရတဲ့ဘိုနီကိုသွေးဆုပ်ဖို့ကောင်းလို့ဝိုင်းစားကြတဲ့ကလေးတွေကိုစိတ်တုန်နေခဲ့ပြီးတော့မတတ်နိုင်ဘူးလေနော်ယောဂါကြီးဖြစ်နေရကြောင်ပဲကိုလို့ပြောကအားငယ်နေရပါတယ် ါကြောင့်ကုမဘုံနီပြောင်းအောင်ကြောင်းမြေရဲနာလေးတွေမျက်နာမှာဖြစ်နေတာကောင်းတာပေါ့ကလေးရဲ့လို့ပြောလိုက်တဲ့အခါဘုံနီလည်းသဘောတည်းကြနေခဲ့ပါလေ။ညာဘက်ကျတော့ကုမနေပြန်ကောင်းသွားရင်ဘဲကိုလည်းသွားကျင်လဲလို့မေးတဲ့အခါဘုံနီကကောင်းကင်ကျုံးကိုသွားကျင်လဲလို့ပြောလိုက်ပါလေ။ကောင်းကင်ကျုံးမှာကနီကာရှိရဲ့လေးလို့ပြောလိုက်တာကြောင့်ကုမငငယ်ကအကောက်သတိရသွားပြီးတော့နီကာရဲ့အကောက်ကိုကုမကဘုံနီလေးပြောင်းအောင်ကပြပါတော့တယ်။ဒိုနဲ့တရက်တော့ဆရာဝန်တယောက်နဲ့အဆက်အသွယ်ရခဲ့ပြီးတော့ဘုံနီဖြစ်နေယောဂါကစဖိုင်ယာရေကုန်ယောဂါဆိုတာကိုသိလိုက်ရပါလေ။ ဒီဩကာကသဘာဝရောင်တွေဖြစ်ကြတဲ့လရောင်နေအောင်တို့နဲ့ထီမရဲ့အသားမှာသလင်းကြောက်တွေပေါ်လာဖြစ်ပြီးတော့နေအောင်တို့လအောင်တို့ဘာမှမထီမနေအောင်ပြန်ပွားမှုကတော့ထိမ့်သိမ့်လို့မရဘူးလို့ပြောကာကူသားလို့ကလည်းမရရပြင်နောက်ထပ်၅နှစ်ထပ်ပို့ပြီးတော့အသက်ရှင်နိုင်မှာမဟုတ်တော့ပါဘူးဒါကြောင့်ကူမလည်းဝမ်းနေသွားပြီးတော့အိမ်ပြန်သွားတဲ့ခါမှာတော့ဘိုနီကနောက်၅နှစ်ဆိုတာဘာလဲလို့နဇွန်နှပြကြားခဲ့ရတာကိုမေးနေခဲ့ပါတယ်အဲ့ခါကူမနောက်၅နှစ်နေယောဂါပြန်ကောင်းသွားမှလို့ဘိုနီစိတ်ချမ်းသာအောင်လိန်ပြောလိုက်ပြီးတော့ဘာမှမသိတဲ့ဘိုနီလေးကတော့ပျော်လို့နေခဲ့ပါတယ် ။နောက်ထပ်တစ်နှစ်ကြာသွားတဲ့အခါမှာတော့ကုမငငယ်ကလိုစောဘတ်တိုင်းပြည်ကိုစိုးရတဲ့ကံကြမ္မာတစ်ခုကဆ ਾਇ ရောက်လာခဲ့ပြန်ပါတယ်။အကြောင်းတော့ဘရင်ဘဲကိုရီပြောင်းလာတာဖြစ်ပြီးတော့လွန်ခဲ့တဲ့16ရက်ကဖြစ်ခဲ့တဲ့တော်လိုင်းကိစ္စမှာပါခဲ့တဲ့သူတွေအားလုံးကိုအရှင်လက်လက်မီးရှို့တပစ်တော်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ကုမလည်းစိတ်တူသွားပြီးတော့ဒီပိုင်းလေးကဒီနေရာမှာခဏပြီးဆုံးသွားခဲ့ပြန်ပါတယ်ခင်ဗျာ။